မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံတောင်သားနဲ့နထိုးကြီးမြို့နယ်တို့မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားအများစုရပ်ဆိုင်းသွားပြီးတော့နန်းစီဒီယံဝန်ထမ်းများထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မြင်းကြံခရိုင်စစ်စင်ရေးအဖြစ်နဲ့တော်လိုက်တပ်များနဲ့မဟာမိတ်ပူးပေါင်းတပ်များကအကောင့်ထဲပေါ်နေတဲ့အချိန်မှာအခုလိုမျိုးစစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းများအလုံးထွက်ပြေးသွားပြီးတော့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်တရားအများစုရပ်ဆိုင်းသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ လက်ရှိကျွန်တော်တို့သိထားသလောက်ကတော့မြင်းကြံတောင်းသားနထိုးကြီးမှလည်းစစ်အုပ်စုရဲ့ရန်တရားက60ရာခိုင်နှုန်းလောက်ကရပ်တန့်သွားတဲ့အနေထားမှရှိပါတယ်။နန်းစီဒီအန်တွေဆိုလို့ရှိရင်လည်းဒီပုတ်ပါတို့ပုဂံချောင်းတို့ဘက်ကိုရှောင်နေတာတွေရှိတယ်။မြင်းကြံကနန်းစီဒီအန်တွေဆိုလို့ရှိရင်လည်းပုတ်ပါပုဂံချောင်းဘက်မှာရှောင်နေတာရှိတယ်လို့တချို့လည်းဒီတမဏိဆက်ယုံတွေကိုရှောင်သိမ်းနေတာတွေရှိပါတယ်။ဒါကတော့လက်ရှိကျွန်တော်တို့သိထားတဲ့အနေထားပါလို့မြင်းကြံ Black Tiger MBD မြင်းကြံခရိုင်အမှတ်ကိုတက်ရင်ကဘိုမိုက်ခဲကပြောကြားထားပါတယ်။လက်ရှိမှာမြင်းကြံတမဏိဆက်ယုံမှာစစ်ကောင်စီတပ်များကစခန်းချနေကြပြီးတော့ခုခံစစ်ပြင်း ဆင်နေကြတယ်လို့သိရပါတယ်။တော်လိုင်းတံများအနေနဲ့မြင်းညာခရိုင်စစ်စင်ရေးနဲ့စစ်အုပ်စုရဲ့ခါရိုးကိုရိုက်ချိုးရန်ပြင်ဆင်နေတဲ့အတွာပြည်သူများအနေနဲ့လည်းအားလုံးပါဝင်ကူညီကြရန်၎င်းကတိုက်တွန်းပြောဆိုထားပါတယ်။မြင်းကျန်တမဏိစက်ယုံကြီးက စစ်ကောင်စီနန်းစီဒီအန်တွေရဲ့တဲခိုစရာနေရာကြီးတခုလိုဖြစ်နေတာအဓိကကတော့ပြည်သူတွေပါပဲပြည်သူတွေအနေနဲ့အခုကာလအတွင်းမှာအသွာလာလေးတွေဆင်ញင်ကြဖို့နောက်ပိုင်းကျတော့ကျွန်တော်တို့ဘက်မန္တလေးတိုင်းမြင်းကျန်ခရိုင်ဆိုတဲ့အနေထားကတော့စစ်ကောင်စီအုပ်စုရဲ့ခါရိုးလို့ပြောရင်လည်းရပါတယ်အခုအချိန်ကကျွန်တော်တို့ကခါရိုးကိုရိုက်ချိုးနေတဲ့အချိန်ပေါ့နော်ခါရိုးကိုရိုက်ချိုးနေတဲ့အချိန်မှာပြည်သူလူထုအနေနဲ့နိုင်ရဘက်ကနေပါဝင်ကူညီပေးကြဖို့ငွေကြေးမှမဟုတ်ပါဘူးကျွန်တော်တို့ကိုသတင်းမိုင်းဆိုင်ရာကအစကျွန်တော်တို့တွေအတွက်အဖက်ဘက်ကနေပြီးတော့ကူညီပေးကြဖို့ကျွန်တော်တို့အနေနဲ့ပူးပေါင်းပြီးတော့နိုင်တဲ့ဘက်ကပါဝင် ြီးစစ်ကောင်စီကိုအမြင့်ဖြုတ်ဖို့အတွက်မြေတားရက်ခံကြမှာတယ်လို့၎င်းကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်များကမြင်းကြံတောင်တာနဲ့နထိုးကြီးမြို့နယ်တို့မှာအင်အားတွေဖြည့်တင်းနေပြီးတော့ပြူစောထီးများကိုလည်းလက်နက်တပ်ဆင်ပေးမှုများကိုတိုးချဲ့နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်များဟာမြို့ကိုအခြေပြုပြီးတော့ခုခံစစ်တွေပြင်ဆင်နေကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စက္ကန်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးအတိုင်းငန်းစုံမြို့နယ်တောင်ရွာဘုံကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စက္ကန်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ16ရက်နေ့ညနေ3နာရီကစတင်ပြီးတော့ငန်းစုံမြို့နယ်ငန်းစုံငန်းမြလမ်းပိုင်းမှာရှိတဲ့တောင်ရွာဘုံကြီးရွာတပ်စက္ကန်းကို ရုန်းနဲ့ဘုံသီးများစတင်ကျဲချတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများအော်ဟစ်ပြေးလွှားထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထွက်ပြေးနေတဲ့အချိန်မှာမြေပြင်ကနေအထင်ဆောင်ဆိုင်နေတဲ့ရဲဘော်များကမီတာတရာကနေပြီးတော့အနီးကပ်လက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ခန့်သေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဝိုင်းဝန်းတိုက်ခိုက်နေတဲ့အချိန်မှာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာမြင့်နေတဲ့အချိန်ငန်းစော်မျိုးကစစ်ကူကား3စီးအပြည့်နဲ့မင်းကြီးကြီးရွာဖောင်းကတော်ကြီးရွာတော်လန်အတိုင်းကိုစစ်ကူများတက်လာပြီး ော့လက်နက်ကြီးများနဲ့လည်းပြစ်ကူပေးနေတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗါတယ်တောင်ရွာဘူကြီးရွာစခန်းကအင်အားကအတော်များပါတယ်ငန်းစော်ငန်းများအဓိကလမ်းမိုက်မှာမှုတ်လို့ပါလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ပြီးတော့စစ်ကူအင်အားတွေအများပြားရောက်လာလို့စခန်းမသိမ်းနိုင်ခဲ့တာပါဝင်းဟင်ဒရုန်းနဲ့မြေပြင်ပူးပေါင်းမှုအားကောင်းလို့အောင်မြင်ခဲ့တာဖြစ်ပါတယ် စတင်ပြီးတော့ဘုံကျဲတဲ့အချိန်မှာတိတိကျကျဘုံကျဲနိုင်ခဲ့တယ်စစ်ခွဲတွေကြောက်လန့်တကြနဲ့ထွက်ပြေးတဲ့အချိန်မှာမြေပြင်ကနေအနီးကပြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်တိုက်ပွဲကတော့나이ဝဲလောက်ကြာခဲ့ပါတယ်လို့ငန်းစုံမျိုးနယ်ပကဖဗန္နာကွေရှာဖွေရေးတာဝန်ခံကိုဟရုနာကာဂျီမာကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution and Z ငန်းစုံငန်းစုံမျိုးနယ်ပကဖ925ကြောက်ကြားတပ်ဖွဲ့ Wings of KSU မုံရွာခရိုင်အမှတ်7တပ်ရင်း People's Defense Force South Mouya Mandalay ခရိုင်တပ်ရင်းက ဒီရရွှေမြေပျောက် जा တပ်ဖွဲ့ပြည်တော်ဝင်ပျောက် जा တပ်ဖွဲ့နဲ့အာမန်တဲ့ပျောက် जा တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို Like နဲ့ Subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ အခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးဆောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒဲပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တိုင်းသာလက်နက်ကိုင်များထိမ့်ချုပ်ထားတဲ့နယ်စပ်ဂိတ်များနဲ့အခြားသောလမ်းကြောင်းများကနေတဆင့်ကုန်သွယ်မှုအလွန်များပြားလာတဲ့အတွက်ထိထိရောက်ရောက်ဖမ်းဆီးပေးရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြုတ်ဝက်ညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နယ်စပ်တရားမဝင်ဂိတ်နဲ့အခြားသောတရားမဝင်တဲ့နေရာများကယခုကာလအတွင်းမှာတရားမဝင်ကုန်သွယ်မှုဝင်ထွက်ခြင်းများများပြားလျက်ရှိတဲ့အတွက်ဖမ်းဆီးရရှိမှုဟာလည်းလအလိုက်ပို့ပြီးတော့များပြားရမှာဖြစ်တယ်လို့ပြည်내နေ့တိုင်းအလိုက်တိုက်တွန်းနှိုးဆော်ရန် ဒုစစ်ခေါင်းဆောင်စိုးမင်းရဲ့ညွှန်ကြားချက်ကိုတရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးကော်မတီကဩဂတ်လ10ရက်နေ့မှာစာအမတ်တက္ကကမြင်းဆောင်1မြင်းဆောင်2မြင်းဆောင်2024ပုံရ881နဲ့လျှို့ဝှက်ညွှန်ကြားချက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗါတယ်2024ခုနှစ်ဇွန်လအတွင်းမှာတရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးအဖွဲ့က တနိုင်ငံလုံးမှာဖန်ဆီးရရှိတဲ့အခြေအနေများကိုအဖွဲ့ဥက္ကဋ္ဌအကြံဖတ်ဒုစစ်ခေါင်းဆောင်စိုးဝင်းထံကိုတင်ပြရမှာစိုးဝင်းကတရားမဝင်ကုန်သင်မှုများအလွန်များပြားနေတဲ့အတွက်လအလိုက်ဖန်ဆီးရရှိမှုအခြေအနေဟာလည်းများပြားရမှာဖြစ်ကြောင်းမှတ်ချက်ပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။လဆယ်လတိုင်းဖန်ဆီးရရှိတဲ့စည်ရင်းကိုတရက်နေ့မှာတရားမဝင်ကုန်သင်မှုတိုက်ဖြတ်ရေးအဖွဲ့ဥဆောင်ကော်မတီကိုတင်ပြခိုင်းတာဒုတက်ချုပ်စီကိုတိုက်ရိုက်တင်ရတာပါ။ ဇူလိုင်လမှာဖမ်းတာကနဲနေလို့ဩဂတ်စ်လထဲမှာပို့ပြီးတော့များများဖမ်းရမယ်ဆိုပြီးတော့ဖမ်းလိုက်တာလို့နေပြည်တော်တရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးအထူးအဖွဲ့ကသတင်းရင်းမြစ်ကရှင်းပြထားပါရယ်စစ်ကောင်စီကနေဆက်ဂိတ်များကိုဆုံးရှုံးရပြီးတဲ့နောက်မှာအဲ့ဒီနေဆက်ဂိတ်များကနေဝင်လာတဲ့ကုံကားများနဲ့ကုံစီစီးဆင်းမှုများကိုဖျက်တော့ရန်နှီးမျိုးစုံနဲ့ကျိုးပန်းလျက်ရှိတယ်လို့သိရပါရယ်အဲ့ဒီနေဆက်ကုံသွယ်ရေးကိုမတားဆီးနိုင်ပါကတိုင်းရင်းသားလက်နက်ကိုင်များပုံမဝင်ဝင်များရရှိလာကလက်နက်အင်အားငွေကြေးအင်အားတောင့်တင်းလာမှာကိုစစ်ကောင်စီကစိုးရိမ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့တုတ်တန်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာ တနက်တက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ18ရက်နေ့မှာပခုတ်ကူမြို့တုတ်တန်အနီးမှာရှိတဲ့အချက်ဘတ်စစ်တပ်ရဲ့ gate ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်က3ကြီးစံထိမှန်ဒဏ်ရာရရှိတဲ့အတွက်ထွက်ပြေးသွားတယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်စေးရေး gate ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာ AK တနက်တက်လက် AKG ပေါက်တစ်ခု icon ၃လုံးနဲ့စစ်အုံဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တိုက်ပွဲတွေဇက်တိုက်ဖော်ဆောင်နေတဲ့အတွက်လက်နက်ခဲယမ်းတွေအများကိုလိုအပ်နေပါတယ်ပြည်တွင်းပြည်ပကအလှူရှင်တွေနဲ့ချိတ်ဆက် ပြီးတော့လှူဒန်းပေးကြဖို့ကိုမြစ်တာရက်ခံကြပါတယ်လို့ Burma Revolution Rangers အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတပ်ခွဲတက်တပ်စိတ်တက် Burma Revolution Rangers BRR Royal Defense Force RDF ပခုတ်ကူ People Defense Force PPDF တောင်းဆက်တီနဲ့မြိုင်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီးတော့ပြည်သူ့ကာကွယ်ရဲဘော်များအထူးကမရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းပေါင်းတယ်မြို့နယ်မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့တစ်ပုတ်တာဝါတိုင်းအထိုင်စခန်းကိုအင်အားဖြည့်တင်းရန်ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က14ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ15ရက်နေ့မနက်7:40မိနစ်ခန့်မှာတစ်ပုတ်တာဝါတိုင်းအထိုင်စခန်းကိုအင်အားဖြည့်တင်းရန်အတွက် မှတ်တိုင်ဘက်ကနေပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား26ဦးပါစစ်ကြောင်းကိုညောင်နီပင်ရွာနဲ့တစ်ပုတ်ရွာကြားမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစနိုက်ပါလက်နက်ကြီးလက်နက်ငယ်များနဲ့ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားချိန်6နာရီခန့်ကြာမြင့်ကတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား14ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကသေဆုံးအလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုမှတ်တိုင်ဘက်ကနေပြီးတော့4ကနဲ့လာရောက်တဲဆောင်သွားတယ်ပြီးတော့အဲ့ဒီကနေ ေရွှေတောင်ကရင်တရားစစ်ဆေးရုံကိုပို့လိုက်တယ်လို့သိရတယ်လို့3631 PPDF တရဲသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကို PKI ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တရင်ကဥဆောင်ပြီးတော့တပ်ခွဲစုံကြီးစုပေါင်းစစ်ကြောင်း PKI ပြည်သူ့ကာကွယ်ရေးတပ်မတော်3632 PDF တပ်ရင်းတပ်ခွဲ1တပ်ခွဲ3တပ်ခွဲ4နဲ့ရွှေတောင်ပကဖပူးပေါင်းစစ်ကြောင်း 3831 PDF တရင်တခွဲသုံးနတ်စစ်တီစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကံမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ဟူးကွက်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကိုရင်တပားဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ16ရက်နေ့မိုးလွယ်တနအီအချိန်ကအကြမ်းဖက်စစ်ကောင်စီက Jet Fighter ဒဇီးနဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဖုန်ကြီးကျောင်းဝဲအတွင်းကိုကြားရောက်ပောက်ခွဲကကိုရင်တပားဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လေကျောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာဖုန်ကြီးကျောင်းဝဲအတွင်းမှာရှိတဲ့စွန်းစားကျောင်းဆောင်နဲ့ တရက်ကျောင်းဆောင်နှစ်ဆောင်လဲထိမှပျက်စီးခဲ့တယ်လို့သိရပါတယ်အလားတူပဲဩဂတ်စ်လ16ရက်နေ့မနက်တနအိဝင်းကျင်အချိန်ခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီကပြည်သူများကိုဥတီပြီးတော့နန်းဆန်မျိုးကိုလာရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ